ကဲဒီနေ့ဗီဒီယိုဖိုင်အားလုံးလည်းတွေ့မှာပါရဲအတုတဲ့ရဲတုကသူကရောင်းသုံးပွင့်နဲ့နော်သုံးပွင့်နဲ့ဒါပေမဲ့ရဲတုလုံးလို့ဖန်းခံထိတယ်ဆိုတော့တည်င်းတက်လာတော့လူတွေတွေ့လိုက်တယ်ဒါပေမဲ့အဲ့ဒီကောင်ရဲ့ TikTok အကောင့်ထဲကိုအခုဝင်ကြည့်တဲ့အခါမှာဒီကောင်ဟာအလွတ်ရဲတုလုတာမဟုတ်ဘူးရဲတွေနဲ့ပတ်သက်မှုတွေရှိတယ်နော်အဲ့တော့သူ TikTok အကောင့်ထဲကိုကျွန်တော်တို့ဝင်ပြရမယ်ဒါဒီကောင်တော့လေကျွန်တော်လက်ဖျားခါတယ် ဒီလိုကာလမှာ uniform ဝတ်ပြီးတော့နော်လမ်းမှာတော့ထွက်ပြီးတက်စီသွားတဲ့ဟာတွေရှိတယ်နော်အဲ့တော့ဒီမသေးတာကံကောင်းတယ်ဒါပေမဲ့မြို့ပေါ်မှာဖြစ်လို့နေမယ်နော်သူ့အောက်ထဲကိုကျွန်တော်ပြတ်မကွာအဲ့တော့နှကန်းနီမလေးတွေဟုတ်လားတော်တော်ပြီးတော့အဟမ်းဟိုနေစော့ကြီးအောင်ဆိုပြီးလှုပ်တာတဲ့နော်ဒီကောင်ရဲ့ယူရချက်ကစော့ကြီးရတခုတည်းတည်းမဟုတ်ဘူးအခြားကဏ္ဍတွေလည်းအများကြီးရှိမယ်အဲ့တော့ကုညီပါရစေဆိုတဲ့ဒီရဲဝိဆောင်ကမတိရင်လိန်စားညာစားခိုးစားပွက်စားတဲ့ဝိဆောင်ကြတယ်ဟမ်လှုပ်တဲ့ပုံကြည့် อืมဒါသူ့အောက်ပေါ့နော်ဒီမှာသူ့အောက်တင်ထားတဲ့အထဲမှာဒီမှာပင်ထိုးထားတာတော့ view 9,800 8,800ရှိတယ်ဒါတော့ကျွန်တော်နောက်ဆုံးဖြည့်ရှင်းခြင်းပဲဖြစ်ပါတယ်ခဏခဏတယောက်ဦးတယောက်ကကျွန်တော်လာလာပြောနေလို့အဲကျွန်တော်ကဒါနောက်ဆုံးဖြည့်ရှင်းပေးရပဲဖြစ်ပါတယ်ကျွန်တော်ကိုလှုပ်ထားတဲ့လူကဟိုနော်ကျွန်တော်ဘယ်သူမှန်းတော့ကျွန်တော်မသိဘူးပေါ့ဒါပေမဲ့လူကြီးတယောက်မှန်တယ်လူကြီးတယောက်မှန်တယ်ဆိုရင် ်ကြောင်ကြားခြင်းမဲ့ပြန်ဒဲလာရှင်ပေါ့နော်အဲ့လိုမျိုးကြီးဟုတ်တင်ပြီးတော့နာမည်ဖြတ်မဲ့အစားဒဲလာရှင်အဲ့ဒါမျိုးဆိုကျွန်တော်လက်ခံလို့ရခုကနောက်ပေါ်ရရင်အဲ့လိုမျိုးဟုတ်တင်ပြီးနာမည်လိုက်ဖြတ်နေရအခုတော့ဘာအကျိုးရှိလို့နော်အာပြီးတော့ကျွန်တော်ပြောမယ်ကျွန်တော်ကအခုရှေ့ကပတ်စံလိန်ထားတာမှန်ပတ်စံလိန်ထားတာဆိုရင်ပတ်စံလိန်ထားတဲ့ကိစ္စကိုတက်တည်နေတော့ကျွန်တော်တင်ပြီး လာပြကျွန်တော်ဒီလိုအခုကကျွန်တော်ဓာတ်ပုံတွေဝယ်တင်နေတဲ့အတွက်ဟိုကကျွန်တော်ဘာရီဟိုဘာရီပေါ့နော်ပြန်နေရလဲဘာရီမနာလို့ဖြစ်နေရလဲအဲ့ဒါကျွန်တော်ရမ်းပြီးချင်းနေတယ်အဲ့ဒါကျွန်တော်ကဒါနောက်ဆုံးဖြည့်ရှင်းခြင်းပဲကျွန်တော်ကနာမည်ဖြတ်တာဒါနောက်ဆုံးချိန်ဖြစ်ပါပြီပေါ့နော်ခင်ဗျားနောက်တစ်ခါထပ်ပြီးကျွန်တော်ဒါလုပ်ထွက်ကြရင်ခင်ဗျားမလွယ်ဘူးပေါ့နော်ကျွန်တော်ဒါကကျွန်တော်ဘက်ကလုပ်ရမယ်တောင်းမှုနဲ့ပြန်ဖြည့်ရှင်းခြင်းဖြစ်တယ်ကျွန်တော်ဒါတော့ဒါမှရေးတာဒဲလာရှင်းကွာပို့နေ ပို့တင်မနေနဲ့ထမိန်ဝစ်ထားတာလားကြော်စွာတဲ့ဒါပုံစံကြည့်ရတာစစ်တပ်ကကြော်စွာဟိုဒီစစ်ခွေးပေါ်မှာကြော်စွာနဲ့ဖြစ်တာထင်တယ်အဲ့တော့ဒီရဲ့တူရဲ့အနေထားကိုကြည့်လိုက်တူရဲ့ရဲတူဖြစ်နေတော့ဒါတော့ပေါ်တင်ပို့တင်ပြီးတော့စိန်ခေါ်ရဲတဲ့ဆိုတော့အဆင့်ဟာတူဟာရဲအတိုင်းဝိုင်းရတဲ့နီးစက်တဲ့လူတယောက်ဟုတ်တယ်နော်တစ်ချက်နော်ကျွန်တော်အချက်တွေအများကြီးပြမယ်ဒီရဲအတိုင်းဝိုင်းတဲ့ဒီကောင်ကနီးစက်လားမနီးစက်လားအဲ့တော့ဒီကောင်ရဲအတူလောက်တဲ့နောက်ွက်မှာပါဝင်ပတ်သက်နေတဲ့ရဲတွေရှိလားမရှိလားဆိုတော့ပြမယ် เนาะအဲ့တော့ဒါ तू ပင်ထိုးထားတဲ့ဟာเนาะဒါတွေတော့ तू စော့ထားတဲ့ဟာလေเนาะအဲဘူကြီးကတော့ဖီးနေပြီတဲ့เนาะမတုံးဝင်းနဲ့เนาะအလင်းဝင်ဖို့ရေလုံနေတာမဟုတ်ဘူးအလင်းဝင်မှလာသူ့ကိုလို့တော့မှန်ထားတယ်မသိဘူးเนาะဒါပေမဲ့ तू က command နဲ့တော့အကုန်ပိတ်ထားတယ်เนาะ command နဲ့အကုန်ပိတ်ထားတယ်ဒါမှ my daddy တဲ့ဒါမှဘေးကအဲဒါမှဒါမှ2 point နဲ့เนาะကြည့်เนาะတွေ့ပြီးတော့ခိုင်ကျွန်တော်မြင်အောင်ပြမယ် အခုဒီကောင်နှစ်ပွင့်နဲ့ဟာအခုဒီပေါ်မှာဆိုတော့ तू နှစ်ပွင့်နဲ့တော့ဒါသူ့အနေနဲ့ပြောမှာပေါ့ငုံလတင်တဲ့ဟာလို့ဒီမှာပြီးတော့ဒီမှာသုံးပွင့်နဲ့နော်ဒါသုံးပွင့်နဲ့ဖိုင်ဖြစ်သွားပြီဟမ်ဒါကတော့ तू စော်ပုံတွေရှောက်တင်တာလားအဲကြားပြန်တွေကိုရှာဖမ်းနေပြီတဲ့ဒီမှာဒီမှာတုံးပွင့်နေပြပါပြီနော်ခုနေ2ပွင့်နော်အမှန်တကယ်ဆိုရင်ဒီနေရာမှာ2ပွင့်နေပြဒီမှာကြည့်လိုက် တူမှာတစိတ်တုံးနေရဲဝိစုံနေအများကြီးရှိတယ်နော်ထားတက်တွေတခုထပ်ပြမယ်ကျွန်တော်ထပ်ပြမယ်ရုပ်ကတော့ငါနီးတော့လေမတုံးဝင်းနဲ့အင်းဒါအပြင်သွားနေတဲ့ပုံစံပေါ့နော်ဒီမှာတော့ဘလူးမမပါဘူးအင်းတော့တုံးပွင့်နဲ့လေချောင်းမှစကန်းတို့ပြောင်းပြီတဲ့။အဲမဟုတ်ချက် ဒီကောလေကြောင်းကစခန်းအောင်ကြောင်းနေတယ်ဟာလုံးမမပြပြမပြတူတူအဓိကတက်တယ်အဲဒီမှာကြည့်ဒီမှာကြည့်လိုက်နော်အဲ့တော့အရှိအကောင်တွေရောရဲအတုတွေလားဟောတိနော်ကဲဒါတွေရောရဲအတုတွေလားဒါ तू နဲ့ကားတစ်စီးတည်းစီးဝါလားသူ့ဘောင်းပြီးဝေထားတာရဲဘောင်းပြီးဝေထားတယ်အင်ဂျီကိုမမြင်ရပါနဲ့ဟုတ်တယ်နော်ကြည့်အဲ့တော့ဒီကောင်ဒီရဲအတိုင်းဝိုင်းနဲ့အလွတ်ကမဟုတ်ပဲနဲ့ရဲအတိုင်းဝိုင်းနဲ့ပတ်သက်နေတဲ့ informal ပုံစံမျိုးပေါ့ ီတွေကအကောင်ဆိုတာသိကြတယ်ဟုတ်တယ်နော်တွေ့တယ်နော်တိအဲ့တော့သူတို့လုံနေတာအဲ့ဒီရဲတွေမတိလို့လားဟာလားမသာတက်တော့ public ဖွင့်ပြီးတင်းနေတာအဲ့ဒီသူနဲ့သူတို့နေနေရဲတွေကအတုမို့လို့လားသူတို့ပဲအတုနေလားနော်ဒါတွေမကြည့်တန်းစီတန်းဖြုတ်ရဲလုံဓမ္မကြီးရဲစခန်းထဲမှာဟမ်တွေ့ရနော်ဥမာရဲတန်းစီနေတယ်နော်တန်းစီတန်းဖြုတ်ရဲလုံဆိုပြီးတော့တူတင်ထားတယ်အဲ့တော့ဒီကောင်ဟာ ရဲစအတိုင်းအဝိုင်းတည်းရဆိုတာဒါတစ်ခုပြီးတစ်ခုတက်တယ်နော်နောက်ပြီးတော့ဓမ္မကြည့်လိုက်ဒီဗီဒီယိုဖိုင်ဒီဗီဒီယိုဖိုင်ဆိုရင်တက်စီတောင်ထွက်သားရည်သေးတယ်မြို့လေကောင်ပါနော်ကြည့်မတက်စီကိုအေးစီးသားသူဘာပြောရလဲသူစီးတာလည်းမဟုတ်ဘူးလားငှားတာမဟုတ်ဘူးလားမသိသူမစီးဘူးလားမသိဘူး ဓမ္မဆိုအသေးသေးတောင်9256ရောက်ရှိတယ်နော်ဓမ္မဘာဘာလို့တစီဟောဓမ္မကြီးကားပေါ်မှာနော်အဲ့ဒီဗီဒီယိုဖိုင်ကြီးကရဲဝတ်စုံနေဆိုတော့ဒါတူရဲ့အကောက်ဓမ္မတူတင်ဟန်းအကောက် view တွေ like တွေကြည့်နော်ဓမ္မဆိုနှစ်သိန်းကျော်တယ်နော်ဓမ္မဆိုသုံးသိန်း5000ကျော်တယ်နော်မကြည့်လိုက် view တွေ like တွေတော်တော်ကောင်းတော့မှ3000ကျော်တယ်เนาะ ။ဒါမှဆို9,800အဲ့ကြော်စွာဆိုတင်နေပို့ပေါ့နော်။ဒါမှဒီဒါသူ့ရဲ့သူ့ရဲ့အကောက်ပေါ့နော်။အဲ့တော့ခုနကကျွန်တော်ထောက်ပြတဲ့အချက်တွေကိုကြည်ချင်းအားဖြင့်သူဟာခုနကကျွန်တော်ထောက်ပြတဲ့အချက်တွေကိုကြည်ချင်းအားဖြင့်ဒီကောင်ကရိုးရိုးအလွတ်ရဲအတိုင်းဝိုင်းနဲ့မပတ်သက်ပဲနဲ့ရဲအတုလုပ်ပြီးတော့နေတာမဟုတ်ဘူး။ အဲ့လိုနေတယ်ဆိုရင်ဒီကောင်ကဂိုင်းနေတယ်ဘာဖြစ်လို့လဲခုနကကားပေါ်မှာရဲတွေနဲ့အတူတူပဲနော်ဒီကားလမ်းမင်းလမ်းမထွက်ပြီးတော့ထွက်သားလာတယ်ညွတ်လေကောင်ပါပြီးလို့ရှိရင်တန်းစီတန်းပြုတ်ဆိုတော့အဲ့ဗီဒီယိုပို့မှာလဲရဲတွေတန်းစီနေတယ်အဲ့တော့ဒီကောင်ကရဲအတိုင်းဝိုင်းတဲ့ကရဲတွေနဲ့ informer ဖြစ်ရင်ဖြစ်မဖြစ်ရင်ရဲအရာရှိတွေနဲ့ပတ်သက်တဲ့လူတယောက်ဆိုတာကျင်းနေတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာရဲတပ်ဖွဲ့ဂုံတိတ်ကဘာဖြစ်လို့ကြာစင်းလာ ရဲဆိုတာကစစ်သားနဲ့မတူပါဘူး။ဘာဖြစ်တူကလူလူကြားထဲမှာနေရတဲ့အလုပ်တစ်ခု။လူလူကြားထဲမှာနေပြီးတော့လက်နက်ကန်ရတဲ့အလုပ်တစ်ခု။ဒါပေမဲ့ရဲတပ်ဖွဲ့ကိုစစ်ဘက်ဆိုင်ရာစစ်ဗိုလ်ချုပ်တွေကလုံးဝဖိနှိပ်ထားလိုက်တယ်။ထိုင်းနိုင်ငံမှာလာကြည့်ပါရဲတွေကစမတ်ချန်။ယူနီဖောင်းကစမတ်ချရတယ်။ဝတ်ထားတဲ့ equipment ပြီးလို့ရှိရင်ပစ္စတိုဟုတ်တယ်နော်။ထိုင်းမှာဆိုရင် အရင်မရှိတဲ့ရဲတော်မှပစ္စတိုနဲ့ခါမှာစမတ်ချန်နဲ့ကြည့်ရတယ် ဒါအိန္ဒိယနိုင်ငံနိုင်ငံတစ်ခုပဲကျွန်တော်တို့နိုင်ရှင်ပြမြန်မာပြည်ကရဲတွေကြီးလိုက်ကြီးဟိုးခက်က G3 တွေကလေးကြီးတွေဟမ်ဟိုတခါကျရင်ကျွန်တော်တို့ဘက်တွေမှာဆိုရင်ဒီတရင်ကျွတ်ရဲ့ဖျားလှဲ့ပွဲတို့အလူလှဲ့ပွဲတို့ကထိန်လှဲ့ပွဲတို့ဆိုလို့ရှိရင်အာဖျားလှဲ့ပွဲဆိုရင်မိတ်တော်ပြန်တယ်ဆိုတော့တရားမင်းမိတ်တော်ပြန်တယ်ပေါ့နော်ဒါယူယူစတွေပေါ့မီယိုဖလာပေါ့အဲ့ဒီရိုးရယူစတွေပွဲမှာဆိုရင်တနက်ပြစ်ကအာငငယ်ရဆိုရင်ကြီးစံခုန်ပြေကောက်တာပေါ့မိုးထောင်ပြီးတော့ ကွာသူတို့ခလဲကြောက်လို့နားပိတ်တာထော့ထော့ထော့ကွာနားပိတ်ခလေးဆိုကြောက်တယ်ထော့ထော့ထော့လင်းကကြဒိန်းဟောအလှန်ပြီးနားပိတ်ဟမ်အဲအကြီးစံကလိုက်ောက်ကြတာအဲအဲ့လိုမျိုးလင်းကကြောက်ကြောက်ကြောက်ထော့ထော့ပြီးရင်လက်နဲ့ကြိုင်ဆောင်မှုကြီးအဲ့လိုလိုဟိုးဒီဘောမင်းလေးပထောက်အင်္ဂလိပ်ခစ်ကလက်နဲ့တွေကိုရဲတွေကိုပေးကန်ခိုင်းတယ်စကမ်းမှုဒုလုံမှုအဆင့်ဖြစ်မှာနော်ဒုလုံမှုအဆင့်ဖြစ်မှာ၆လုံးမျိုးကြီးချိတ်ခွင့်ရဟာစဉ်းစားကြည့်ပါ အဲဒါမဲ့အခုတော့ရှိတယ်ဟိုကျွန်တော်ပစ္စတိုနဲ့စုံလေဆိုတာတော့စုံလေပေါ့နော်ခြောက်လုံးမြူပါစုံလေကဟိုနောက်ပိုင်းနေမှာလဲထရက်တဲ့စုံလေကြီးရှိပါတယ်စုံလေကတော့ဟိုပိုကောင်းတော့ပါတစ်ချက်ပိုတာတော့ပစ္စတိုကြတော့တင်ရမယ်ပြစ်ကမယ်ခြောက်လုံးမြူကြတော့စုံလေကြတော့တခါလဲပြစ်ထက်ရရတယ်နောက်တစ်ခုရှိတာជីကွန်တက်တယ်မကြံခဲ့ဘူးစုံလေကဒါတော့ပဲအတားဒါမဲ့လူအမြင်မှာ မင်းထားတဲ့နေရာမှာတိုးတဲ့နေရာစုံလေတစ်ခုရဲ့အလေးချိန်နဲ့ပစ္စတိုတစ်ခုရဲ့အလေးချိန်နော်မြန်မာပြည်စစ်သားတွေကလည်းပစ္စတိုလေးလို့လေးပါတော့အခုနောက်ထပ်ဒီ time မှာကင်ကြတဲ့ပစ္စတိုအသေးလေးတော့မဟုတ်တဲ့ဟာယူဒါဘလို့ဖြစ်ဖြစ်ဒါဟာရက်တပွက်အတိုင်းဝိုင်းကိုပေါက်ထားတယ်နှိမ်ခါနှိမ်ထားတာဒါတလောက်တင်လားဆိုတော့မဟုတ်သေးဘူးအစိုးဆုံးကဘာလဲလာမယ်အဲ့ဒီအစိုးဆုံးအချက်ဒီခင်ဗျားတို့ရက်တပွက်ကိုရဲတွေအုပ်ချုပ်ခွင့်ရှိလားစစ်တပ်ကအုပ်ချုပ်လားရက်တပွက်ဆိုတော့တင်းကြအပွက် ခမရတော့လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ကံခမရတော့ဘယ်အဖွဲ့အစည်းမှဖိနှိပ်ချုပ်ချယ်တာအကြောင်းမရှိလွတ်လပ်ဆိုတာတီးတဲ့ရက်တီနေရမယ်ဥပဒေစိုးမိုးရေးအတွက်နောက်တစ်ခုရှိတာကစစ်တပ်ကလာအုပ်ချုပ်မယ်ဆိုအောင်ရဲလုံထုံလုံနီးရဲဥပဒေတွေရဲရင်ပိုင်ကိစ္စတွေဒါတွေအားလုံးကိုအဲ့ဒီစစ်တပ်ကကောင်းတီးလာမတိပါဘူးမင်းကြီးတိလားလို့ဒါပေမဲ့ကျွန်တော်တို့မိတ်ဆွေတယောက်နဲ့ကြုံမှုတဲ့အဲအမှပြန်ပြောပြတာညှို့မှုလာတယ်တဲ့ ငါမင်းတို့ရဲကိစ္စနားမလဲလို့ပြောတယ်မင်းတို့အုတ်ထုတ်ဖို့လာတာကိုပြောတယ်ဟာအဲ့ဒါမြန်မာနိုင်ငံမှာဒါကျွန်တော်ပြောသလိုပဲအခြားဒေသတွေမှာရှိအောင်မယ်ရဲဖို့ရဲဖို့အုတ်မချုပ်ကအုတ်ထုတ်ခွင့်မရတာအစိုးဆုံးပြက်ကနာအဲ့တော့ရဲတက်ဖွဲ့ဂုံတိတ်ခါရဲတက်ဖွဲ့တန်ဖိုးတီဒီစစ်ခွေးတွေဒုက္ခပေးလို့လုံးဝအုတ်ပြက်ကြတယ်အဲ့တော့ဘာဖြစ်လဲရဲတွေဘလောက်ပဲကြိုးစားကြိုးစားရဲဖို့အုတ်ထုတ်တာဒီရဲမဟုတ်ဘဲနဲ့ဘူးမတိဘာမတိလာပြီးတော့စစ်ခွေးတွေလာအုတ်ထုတ်တာ တော့ညွန်ကျူးညွန်မှုတို့ညွန်ချောက်တို့ဒီလိုအစ်စ်နေရစပြီးတော့အပေါ်အကောင်ကြီးမှန်တယ်များဘလူးတွေရဲနေရတက်ပိုင်ခွင့်မရှိနောက်ပြီးတော့စစ်တပ်ကထွက်လာတယ်နော်ငါကအခုတော့မတီးဘူးပေါ့နော်အရင်ခက်ကဆိုရင်စစ်တပ်က၃ရက်လောက်ထွက်လာလို့ရှိရင်ရဲမှတပွင့်ရတယ်ဘာဆိုင်လဲလားမင်းလည်းလက်နက်ကင်ငါလည်းလက်နက်ကင်မင်းလည်းပညာရတစ်ခုငါတို့လည်းပညာရတစ်ခုလေဘလို့လူဘွားကလည်းစဉ်းစားကြည့်အဲ့တော့ရဲထဲမှာနေတဲ့ကောင်တွေကဘာတယ် အဲ့တော့နောက်ပြီးတော့လကလကနဲ့ပတ်သက်လို့ရဲရရလကမစုံမဖို့အဲ့တော့ဘာဖြစ်တယ်ရဲပြည်သူတွေမှနေတဲ့ကောင်လေငွေရှာစားပြီပေါ့ဟုတ်တယ်မလားလောင်းငါအောင်မပေးတဲ့အတွက်ငွေရှာပြီရှာပြီဆိုတော့ဘာဖြစ်လာလဲအစင်းအစင်းတခိုးတွေကုန်ဖြစ်ကုန်အောင်အဲ့တော့ရဲတပ်ဖွဲ့အကုန်တိတ်ခါဟမ်လေးလောင်းနဲ့လူတက်မှုငါးလောင်းနဲ့လူပေါ်လာဘယ်ပေါ်မလဲသူတို့စစ်တပ်ကကောင်တွေလုတ်တာဟုတ်ဘယ်ရဲတော့ဖမ်းရဲဖမ်းတဲ့ရဲချီးတော်ထောက်အောင်မယ်အဲ့တော့ဘာဖြစ်တယ်လဲရဲတပ်ဖွဲ့တန်ဖိုးဖြတ်ချက်ဖြစ်တာရဲတပ်ဖွဲ့ဆိုတော့တီချာလူလက်ခွင့်ရှိရမယ် နော်ပြီးလို့ရှိရင်ရဲကိုရဲပဲအုပ်ချုပ်ကမယ်ဒါဆိုရင်ရဲတပ်ဖွဲ့ကအခုလို့စုပ်ပြတ် တတ်စရာအကြောင်းရှိဘူးဟုတ်တယ်မလားဒါပေမဲ့မြန်မာပြည်မှာကဘာဖြစ်တယ်ရဲကိုရဲအုပ်ချုပ်ခွင့်မရှိဘူးစစ်ခွေးကလာအုပ်ချုပ်တယ်နော်အဲ့တော့မြန်မာပြည်မှာစစ်ဘိုလ်ဖြစ်သွားရင်အလုံးစုံကိုတိမြင်တော်မူနဲ့တပ်ပြည်ညွတ်ကညံရွာတဲ့သူတို့သူတို့အဲ့လိုထင်တာမသိအကောင်ပြောတာနိုင်ငံတော်လို့ပြောလိုက်ရင်သူတို့စစ်ဘိုလ်ချုပ်တယ်မတိစစ်ဘိုလ်ချုပ်ပြီးရမယ်နိုင်ငံတော်ကိုကိုစားပြုသူတို့စစ်ဘိုလ်ဖြစ်သွားရင်အရာရာကိုတတ်သိနားလဲဝါတော်လို့ အဲ့လိုတတ်မှတ်ထားတာဒါကြောင့်မလို့သူတို့မပါတဲ့ဌာနမရှိဘူးသူတို့မအုပ်ချုပ်ထားတဲ့ဌာနမရှိဘူးရဲဖို့ရဲအုပ်ချုပ်ခွင့်မရဘူးကျောင်းဆရာဆရာမပညာရေးကိုပညာရေးအုပ်ချုပ်ခွင့်ကျောင်းဆရာဆရာမအုပ်ချုပ်ခွင့်မရဘူးဒေါက်တာကိုဒေါက်တာတွေအုပ်ချုပ်ခွင့်မရဘူးအင်ဂျင်နီယာကိုအင်ဂျင်နီယာတွေအုပ်ချုပ်ခွင့်မရဘူးနော်ဒါဌာနဆိုင်ရာထပ်ပြောမှဆိုအများကြီးအစိုးဆုံးကဘယ်လောက်ထိအုပ်ချုပ်မရဂောပကဖះလူကြီးတောင်မှစစ်ခွေးတွေအုပ်ချုပ်ထားတာတော်ကြည့်မြန်မာပြည်ကတကိုးကြီးတဲ့ဖះမှန်တယ်များ တာမန်အယက်သားပြည်သူသားဘောင်းမချိုစစ်ပွေးနေတာဘလို့ယုံဖို့ကောင်းနေစဉ်းစားကြည့်တာဟမ်အဲ့တော့ကျွန်တော်တို့အတိုင်းမျိုးကိုဖြစ်သေးချင်လို့ရှိရင်စစ်တပ်ထက်ဝင်ပြီးဗိုလ်ပြအောင်ကြိုးစားပြီးလှုပ်ချင်ရင်လှုပ်လို့ရတဲ့ပုံစံဖြစ်မနေဘူးလားဟမ်ဒါကြောင့်မို့လို့ DSC တဲ့ပါသွားတယ် DSC တဲ့ပါကိုရီယွာဒေတာမှာဒီကိုရီယားဆန်တဲ့အွယ်မှာဘလူးမလူရမတွင်းတဲ့ကောင်မျိုးနော်ဆန်တဲ့လေးအောင်သွားတဲ့ကုတ်ကပ်ပိန်လိန်ပိန်လိန်နဲ့ဆန်တဲ့အောင်သွားချိန်မှာပါ DSC လိုက်တယ် ဒီစရဒီစီအောင်ရောပါရောဟာဒီစီတင်တဲ့စင်းနာနဲ့ရဲနေတော့စောက်ကူးမဆိုင်တော့စကားပြောတာရှင်းနေချင်းမှာ မတိုင်လမ်းကြောင်းစတိုင်ကိုတော့ပြောင်းသွားတယ်။အာမင်းခင်ဗျားတို့ကဘာဖြစ်လဲညာဖြစ်လားရဲနေဆိုတော့ဒုလုံမှုဆိုတာတို့ကြောက်ကြတယ်။နေရင်းဆိုစကားလည်းအောင်ထည့်ပြောစရာမလိုဘူး။ဟမ်ဘလောက်မှရိုက်နေစဉ်းစားကြည့်။ဒါဟာတိုင်းပြည်ကိုဖြစ်တာ။အဲ့တော့ကူညီပန်းဆင်ဆိုတော့ရဲတပ်ဖွဲ့ပြက်စည်းတာဒီဘဒူးကြောက်တယ်။ဟဲ့ဒီစစ်ခွေးကောင်းဆောင်တွေကြောက်။နော်ရဲကိုရဲအောင်ထုတ်ခွင့်ရှိရမယ်။ရဲရေးမှန်ဥပဒေရဲဥပဒေဆိုတာ ရဲပဲနားလဲတယ်အဲ့စစ်ပွဲနားလဲတာမဟုတ်ဘူးဒါပေမဲ့အုတ်ချုပ်ခွင့်ရှိတယ်နော်အဲ့တော့ဒီနေ့ခေတ်ခင်ဗျားတို့ရဲတွေအနေနဲ့ NLD အစိုးရလက်ထက်မှာခင်ဗျားတို့ရဲတွေဘလောက်ထိဖိနှိပ်မှုကနေလွတ်မြောက်ခဲ့စုတ်ပြက်နေတဲ့တတလုံးဟိုအင်္ဂလိပ်ခေတ်ကတည်းကနေမဆောက်ပေးခဲ့တဲ့လိုင်းကန်အစုတ်တွေဘွားကနေရဲစကန်ဘယ်နှခုပြောင်းလဲသွားခဲ့နော်အဲ့ဒါတွေကိုကြည့်ပါအဲ့တော့ကျွန်တော်တို့လိုချင်ရမှာလက်ရှိဒီနေ့ခေတ်မှာလေ ဒီစစ်ကောင်းဆောင်တွေကိုလိုချင်တယ်ဆိုတဲ့အတိုင်းဝန်ဘယ်လိုဟာမျိုးလဲဆိုတော့ဖြတ်စားမယ်လက်စားမယ်ဝိုက်စားမယ်လှီးစားမယ်ခိုးစားမယ်လိမ်စားမယ်ညာစားမယ်အဲ့ဒီအတိုင်းဝန်အဲ့ဒီအတိုင်းဝန်အဲ့ဒီဒီဟာတွေကြိုက်ကြီးကြီးတဲ့ကောင်ဖားရင်မတွေ့အောင်အောက်ကကိုယ့်ထဲနေတဲ့ကောင်ခြောက်ဖိမယ်နင်းမယ်အချင်းချင်းဆိုတိုက်ထုတ်မယ်ဟမ်အဲ့လိုအတိုင်းဝန်ကြီးကိုခင်ဗျားတို့မှတ်မောကြတယ်ဒါမှမဟုတ်ကိုလကပြည့်ပြည့်ဝဝအိန္ဒိယရှိရှိယုံတက်မယ်ယုံစင်မယ်ကို့ဘဝငြင်းငြင်းကြမ်းကြမ်းနဲ့လက်ကလေးပြည့်ပြည့်စုံစုံလေးနဲ့ကို့တားသမီးကို့မိသားစုကိုထားနိုင်မယ်ဘဝဘယ်ဟာလိုချင်ကြလဲ ရက်ွက်တဲ့ဟိုကြီးတခိုးညံ့နဲ့ရဲမျက်လုံးဆိုတည်မလားကြီးကန်းတို့ပဲဟိုချောင်းဒီချောင်းအလူတွေးဟဲ့ဟောက်ပြဲချောင်းဟမ်အဲ့ဒါပဲအဲ့ဒီဘွားကိုခင်ဗျားတို့မမောကြတာအဲ့တော့ရဲတပ်ဖွဲ့တွေအားလုံးကိုပြောချင်တာကခင်ဗျားတို့ဒီပြည်သူရဲဖြစ်လောက်ပါရဲခွေးဖြစ်မလောက်ကြပါနဲ့ပြည်သူဘက်ကအလုံးစုံရက်တည်နိုင်မယ်ဆိုရင်ခင်ဗျားတို့ဟာပြည်သူရဲပြည်သားပါလိမ့်မယ်အဲ့တော့ကိုဘဝကိုတောင်မှရဲဆိုတာ ရဲတပ်သားလေးဖြစ်နေပြီမြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပြောတယ်အကုဘွားပဲနော်ကုဘွားပဲဟုတ်တယ်မလားအဲ့တော့ကိုယ့်ရဲ့ဘဝကိုကိုကိုတိုင်းအုပ်ချုပ်ဖို့ရှိအောင်ကြိုးစားကြပါမဆိုင်တဲ့ကောင်လေးဘူးမတိဘာမတိကိုလောက်ရဲပညာကိုမတတ်ပဲနဲ့ကို့လာအုပ်ချုပ်နေတာကိုခံရတဲ့ဘဝတွေကိုခင်ဗျားတို့စွန့်လွတ်ကြပါတော့နော်ကုညီပါရစေဆိုတဲ့စကားကိုပြည်သူတွေကြည်ပြီးဟားတိုက်ကြည့်တဲ့ဘဝတွေကိုစွန့်လွတ်ကြပါတော့ပြည်သူလက်ခံနဲ့ပြည်သူရဲဖြစ်အောင်လို့ စ조사ကြပါပြည်သူလိုချင်တာဒီပါလေကျွန်တော်နဲလို့များကြည့်ကြည့်ရမယ်ငါတို့ပြည်သူအများစုဒီဘလို့စနစ်မျိုးလိုချင်တယ်ဘလို့ဟာမျိုးကြိုက်တယ်ဒါကိုကြည့်ရပါမယ်เนาะအခုကြည့်ဟုတ်တယ်မလားအဲ့တော့နာမည်ပြက်ဒီရဲတပ်ဖွဲ့အေးအဲ့လားပဲအဲ့တော့ရဲတပ်ဖွဲ့ထဲမှာအင်မတန်တဘောရိုးကောင်းတဲ့လူတွေအများကြီးတွေ့ဘူးလေဒါပေမဲ့နေရာမရအောင်ကြောင်ထဲမှာပဲရှာမရှာမစားတတ်တာကိုရှာနိုင်တဲ့ကောင်ကိုရဲစခန်းတစ်ခုမှာเนาะအရင်နှစ်ရက်ချင်းတူတူတယောက်က မမှန်ကန်ကန်ပြောတယ်မမှန်ကန်ကန်လုပ်လဲမဟုတ်တာမပြောဘူးခိုင်းတာကိုတောင်းညွန်လုပ်လဲယုံတဲ့ယုံစင်းတဲ့အေးအေးညောင်းညောင်းနေတယ်ကလိန်ကြည့်ချာမစားတတ်ဘူးတကောင်ပါအာရက်ွက်တဲ့အကုန်ဖျဲချောက်ဟိန်ချောက်ဟောက်ချောက်အကုန်လုံးရတယ်အဲ့တော့စကမ်းမှုကဘလူ့ကိုတုံးချဟမ်ခိုးတက်တဲ့ကောင်မှတုံးချတယ်ဟိုလိန်မမှန်နေတဲ့ကောင်ကဘာဖြစ်တယ်ဒီကောင်သောက်သုံးပြောက်ဒီကောင်ကငါခိုင်းစားလို့မရဘူးအဲ့လိုပဲအဲ့တော့မြို့နယ်မှုကယူတာအေးစေးတဲ့စကမ်းမှုနဲ့ဂွင်ရှာကောင်းတဲ့စကမ်းမှု ဘယ်ရွာကတော့ဘယ်ဂိတ်ကတော့ဘလို့ဝင်ကောင်းတယ်ယော့မင်းကရှာတတ်တယ်မင်းဝင်တော့ဒါပဲအဲ့တော့အစစ်အစစ်ပါပြက်သွားတယ်ပြက်သွားတာဘယ်ကပြက်တာလဲအပေါ်ဆပ်ပြက်လာတာအောက်ကပြက်တာမဟုတ်ဘူးခုနကကျွန်တော်ပြောလို့ညှို့မှုလို့ညှို့ချုပ်လို့နေရမှာဒီလာတဲ့စစ်ခွေးတွေဒီကောင်တွေကအောက်ချုပ်ဖို့ဝက်တက်တယ်သူတို့ဖားတဲ့ကောင်အသေးကြိုက်တယ်အဲ့တော့အောက်ကအပေါ်ကတဘောဟိုခရိုင်မှုဖြစ်နေတယ်နော်ပြည်နယ်မှာဆိုပြည်နယ်မှုပေါ့ဖြစ်နေမယ်ဆိုရင် အောက်ကညွတ်နယ်မှုတွေစကမ်းမှုတွေရ သူ့ကိုတွားခါကြမှာပဲခါလို့ရှိရင်အကာကောင်းတဲ့ကောင်ကဘယ်လိုလဲအကတ်ကောင်းတဲ့ကောင်ဘယ်လိုလဲအဲ့တော့အချင်းစပြက်တာဒီဘယ်ရပြက်တာမြန်မာနိုင်ငံရင်တက်ပွဲအချင်းစပြက်တာဒီစစ်ခွေးတွေလာပြီးချက်ကြီးလို့ပြက်တာနော်အဲ့ဒီဘဝကနေခင်ဗျားတို့လွတ်အောင်ယုံယုံဒီကာလပဲရမှာနော်ဟဲ့နောက်နောက်တော်လန်ရင်နိုင်ဝိုင်းတော့ဒါမပြောလို့ပေါ့နော်ပြီးွားတာပေါ့ဒီပြက်တဲ့နိုင်ပြီးွားပြီအတစ်ကနေပြန်စမှာခင်ဗျားတို့မမြင်ဘူးမတွေ့ဘူးတဲ့ဘဝတွေကစမှာချိန်နေတယ်ဒါပေမဲ့တော်လန်ရင်တိုင်းမနိုင်လို့ရှိရင်ခင်ဗျားတို့နောက်တစ်ချိန် ဟာငါတို့အဲ့ဒီပြုတ်ပြီးပြောင်းလဲရုပ်လိုချင်လိုက်တာကွာအိမ်မက်မက်လို့မရဘူးနော်အိမ်မက်တောင်မက်လို့မရဘူးလက်တွေလို့ဘူးဆိုတော့ဝေးဒါကြောင့်မလို့တော်လန်ရေးကာလမှာဒီလောက်ပြည်သူညီတဲ့ကာလမှာဒီလောက်အားလုံးအင်အားစုစည်းနိုင်တဲ့ကာလမှာတကယ်တိုင်းပြည်ကိုလွတ်ချင်တယ်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ချင်တယ်ဒီစစ်ကိုအာဏာယူတွေလက်အောက်ကနေလွတ်ချင်တယ်ဆိုရင်ပွေဝေမနေပါနဲ့တုတ်ဆိုင်မနေပါနဲ့ချက်ချင်းတုတ်လိုက်ပါဒီတခါလေးရတဲ့အခွင့်အရေးပါ